မင်ကဘယ်ဟိုတောက်ခေါ်ပေးရမှာလဲတာရဲ့မသိဘူးမသိဘူးဖိုတရိုအဖွဲနဲ့မတွေ့ရမချင်းတာဆေးလည်းမတောက်ဘူးထမင်းလည်းမစားဘူးဖိုတရိုအဖွဲကိုပဲခေါ်ပြီးဖိုတရိုအဖွဲနဲ့ပဲကစားမယ်ဗျာတဲမှာတော့ဖိုတူတယောက်စားလုံးမယ်ဆိုပြီးစားအုပ်ကိုဖွင့်လိုက်တယ်ဒီနေ့တော့စားလုံးမှာဖြစ်မှာစားမလို့ပဲရှောက်သွားရှောက်စားလုံနေရကြာပြီ သူအဲ့လိုတွေးပြီးတော့စာမျက်နှာတွေကိုလှန်လိုက်တဲ့ချိန်ကပ်ပြားလေးတစ်ခုကိုတွေးလိုက်ရတော့တယ်ဟမ်ကပ်ပြားလေးတစ်ခုပါလားအေးစမတာပါလားဖတ်ကြည့်အောင်မဖိုးသူလည်းစောင်းဖတ်ကြည့်လိုက်တော့ဖိုးသူညနေ9:00နာရီရွာတိကမကြီးပင်အောင်ကိုလာခဲ့ပါဆိုပါလားငါလွယ်တဲ့ဘသူထဲသွားတာပါလိအေးလေတိကျင်မတော့လေတွားကြည့်ရတော့မှာမို့ကွာဒါနဲ့ဖိုးသူလည်းညနေ9:00နာရီထူတော့ ရွာတွေကမကြီးမီစီကိုထွက်လာခဲ့တော့တယ်။ပိုတူမကြီးမီကိုရောက်မှသူ့ငွေချင်းတွေကိုတွေ့လိုက်ရတယ်။ဟမ်မင်းတို့ရောအားလုံးရှောင်းနေရပါလား။အေးငါလည်းအစကတော့နေ့လိုပဲအံ့ဩသေးတယ်ဟ။နောက်တော့ဒီကောင်တုတ်ပိုးရောငပင်ရောရောက်လာတော့မန့်အော်တော့။ငါတို့ကိုဘယ်သူခေါ်ထားလဲဟ။ငါလည်းမသိဘူး။ခုချိန်ဒီတော့ဘယ်သူမှပေါ်မလာသေးဘူး။ ဒါလို့နဲ့သူတို့အားလုံးလူဆုံးပြီးခဏကြာမှမကြီးမင်းဘောကနေအတန်တန်ကိုကြားရတယ်။အတင်လူသားတို့အတင်တို့ဒီကိုခေါ်လိုက်တာကျွန်ုပ်ပါပဲ။ပိုသူတို့လည်းအတန်လာရကိုလိုက်ရှာနေကြတယ်။ဘယ်ကနေပြောနေရလဲဟာအတန်မေးကြရတယ်။အဲ့ဒါနဲ့ရုပ်ဝဆုံးမင်းလေးပိုသူတို့ရှေ့ကိုကိုယ်အောင်ပြလိုက်တော့တယ်။တုံဘောကရုတ်တရက်မြင်လိုက်ရတော့လန့်သွားတယ်။အမလေးတရေတရေတရေ တရင်မဟုတ်ပါဘူးမောင်တို့ဘောရဲ့ရုပ်ကစိုးပါဟမ်ရုပ်ကစိုးမိကကျွန်တော်တို့ကိုဒီကိုခေါ်ရဲသူလားဒါဆိုဒီကလေးတွေကိုရုပ်ကစိုးမိပို့လိုက်တာလားဗျအဲ့လိုမိလိုက်တော့ရုပ်ကစိုးမင်းကလေဟုတ်ပါတယ်အကျွန်ုပ်ပို့လိုက်ရခြင်းမအကျွန်ုပ်ဒီကဖိုးတူတို့အဖွဲ့ကိုအကူအညီတောင်းချင်တာလေးရှိလို့ပါဟမ်ရုပ်ကစိုးမိကမိဝိုင်းတို့ကိုဘာအကူအညီတောင်းချင်လို့လဲပုံမှန်ဆိုမိဝိုင်းတို့လိုလူတွေကရုပ်ကစိုးမိစီမှာအကူအညီလာတောင်းကြတာမဟုတ်ဘူးလားရှင့် ဲ့ဒါတွေထားပါအောင်အခုညီတောင်းအမေကိစ္စကိုတူတူနဲ့လုံရင်ပြောရရင်အကျွန်တော်ရဲ့ညီတော်ဆောင်နဲ့အခုလိုမကြီးမင်ပါလူသားတယောက်နင်းနေညံ့ညလာပြီးအခုညီတောင်းနေရဲ့ကိစ္စတစ်ခုကြောင့်အခုလိုဖို့ထုတော်အဖွဲ့ကိုခေါ်လိုက်ရတာပါဘာကူညီများလဲဗျအဲ့လူကဖို့ထုတော်အဖွဲ့ကိုတွေ့ကျင်နေဆိုပြီးဆုလာတောင်းလို့ပါပဲသူကဘာလို့ကျွန်တော်အဖွဲ့ကိုတွေ့ကျင်ရတာလဲဗျတောင်းတော့ဖို့ထုတော်အဖွဲ့ကိုယ်တိုင်မေးကြည့်လိုက်ပါ ဒါနဲ့ဘသူများလဲဗျမင်းတို့ဘွယ်ကိုတွေ့ကျင်နေသူကတော့မင်းတို့ရွာရဲ့ဆယ်မိုင်ဝေးတဲ့ရွာတရာမှာနေတိုင်းနေမိမကြီးတယောက်ပါပဲဒီလိုနဲ့နောက်တရက်မှာပိုတူရိုတတွေအဲ့ဒီမိမကြီးစီကိုတွားတွေ့ဖို့အတွက်ဦးလေးစန်းသိန်းနဲ့အတူကားနဲ့ခီးထွက်လာကြတယ်ကားပေါ်မှာဦးလေးစန်းသိန်းကမင်းတို့အဖွဲရလေဖြစ်လာရင်အဆိုင်ယူရီနော် လူတွေကအကူကြီးတောင်းရတဲ့ရုပ်ဆုံးမရတော့ မင်းတို့ဖွဲ့ကိုပြန်ပြီးတော့အကူအညီတောင်းရတယ်လို့ဟုတ်တယ်ဗျဘာပဲဖြစ်ဖြစ်ရွေးကွေးစိုးမရတော့အကူအညီတောင်းရတဲ့ကိစ္စဆိုတော့ကျွန်တော်လည်းစိတ်ဝင်စားပြီးကုညီဖို့ဆုံးမြတ်လိုက်တာဗျဒါနဲ့မင်းတို့တွေသွားရမယ့်အဲလိစာကိုရောသိကြရဲ့လားအဲလိစာကတော့အတိအကျမသိဘူးရေဒါပေမဲ့အိမ်မရှိနာမည်တော့သိရဟိုမျိုးမျိုးဆိုလာပဲဗျဒလုံးနဲ့သူတို့တတွေအောင်မန်းရွာနဲ့ ဆယ်မှန်ဝေးတဲ့ရွာကိုရောက်လာကြသည်။ရွာလန်းတိုင်းရောက်လာတဲ့ကောင်လေးကိုတွေ့တော့ဦးလေးစန်းသက်လေးလမ်းမကျင်တာနဲ့ကားကိုရှက်လိုက်သည်။ညီလေးဒီဘက်မှာမမျိုးမျိုးရဲ့အိမ်ကဘယ်အိမ်များလဲကွ။မမျိုးမျိုးဆိုတာအများကြီးပဲဗျ။ဟိုဆက်ချုပ်တဲ့မမျိုးလားအထိတ်ဆိုင်မှရှိမမျိုးလားဟိုနောက်ဆုံးမိပြန်တို့ခြေစားတွေမမျိုးလားဗျအဲ့လိုမေးလိုက်တော့စန်းသစ်တယောက်ဖြေရခတ်သွားတယ်ဟုတ်ကွာ ဟိုနေတိုင်းရိုးစိုးရှိတဲ့ပင်မှာစုသောသောတောင်းနေတယ်မမျိုးလေညီလေးသိလားလူငယ်လေးလည်းခေါင်းခုံလိုက်တယ်အမ်စုသောသောတောင်းနေရဆိုရင်တော့အထက်ဆိုင်မှာရှင် မမျိုးပဲပြည့်ရမေးဗျစမ်းတယ်လဲဝမ်းသာသွားတယ်ဟိုဒါဆိုအကိုကိုအဲ့ဒီမမျိုးရဲ့အိမ်ကိုညွှန်ပေးပါအောင်ကိုဒါနဲ့လူငယ်လေးလည်းအထက်ဆိုင်မှာရှင်မမျိုးရဲ့အိမ်ကိုညွှန်ပေးလိုက်တယ် တယ်လို့နဲ့ဖိုးထူတို့တတွေလေးအထေဆိုင်မှရှိမမျိုးရဲ့အိမ်ကိုရောက်လာကြတော့တယ်အထေဆိုင်ရှိကိုကာထုတ်လိုက်တာနဲ့တပြိုင်နက်အထေဆိုင်မှရှိမမျိုးတယောက်ထွက်လာတယ်ဖိုးထူတို့အားလုံးကားပေါ်ကနေဆင်းလိုက်ကြပြီးတော့ဦးလေးစန်းနစ်ကမေးလိုက်တယ်ဒီကအထေဆိုင်မှရှိမမျိုးမျိုးပါလားဗျာဟုတ်ပါတယ်အတော့နာမည်မမျိုးမျိုးပါဒါနဲ့ဒီကဧည့်သည်တွေကဘသူတွေများလဲဟမ်ကျွန်တော်တို့ကအောင်မန်းရွာနေလာခဲ့ရတဲ့ဖိုးထူတို့အဖွဲ့ပါခင်ဗျ ဖိုတူတို့အခွဲဆိုတဲ့နာမည်ကိုကြားလိုက်တော့အတဲဆိုင်မှရှင်လင်းအံ့ဩဝမ်းသာဖြစ်သွားတယ်။ဟေးဖိုတူတို့အခွဲဟုတ်လားဟိုဒါဆိုဒီကဧည့်တွေကဖိုတူလိုက်ရင်ဦးလေးစမ်းတဲ့လေပြပြတက်လေးနဲ့ဗျာမဟုတ်ပါဘူးဗျဟိုကျွန်တော်ကဖိုတူရဲ့ဦးလေးပါဟိုဒီဘက်ကကလေးတွေအားမှာဖိုးထုတ်အဖွဲပါဗျ။အေးရောမှာအထက်ဆိုင်ပိုင်ရှင်လေး။ဟမ်ဖိုးထုတ်အဖွဲဆိုတာကလေးတွေလား။အင်မ ဘာပဲဖြစ်ဖြစ်ပေါ့အခုလိုမမျောလင့်တာပဲအတော့စီကိုရောက်လာတာဆိုတော့အတော်ဝမ်းသာပါလေလာမှာအထင်းဝင်ကြပါဒါနဲ့ဖိုးထရုပ်အဖွဲနဲ့စမ်းတယ်လေအိမ်နှင်းကိုဝင်လာခဲ့ကြတယ်အတဲ့ဆိုင်မရှင်ကအခုလိုဖိုးထရုပ်အဖွဲကိုမြင်လိုက်ရတော့အယက်ဝမ်းသာပါလေကွယ်ယူကဆိုမီယာအတော့ရဲ့ဆူတောင်းတွေကိုကြားသွားတယ်ပုံမင်းဒါနဲ့ဖိုးထရုပ်အဖွဲကဒီလိုဘလို့ဖြစ်ပြီးတော့ရောက်လာကြတယ် ျွန်တော်တို့ရောင်းဝင်လဲမှာအကိုကြီးတယောက်ကိုလမ်းမေးပြီးတော့ရောက်လာတာပါဗျ။ဟမ်ဟမ်ဟိုအတော်မေးချင်တာအဲ့လိုမဟုတ်ဘူးလေ။ဟိုကျွန်တော်တို့ရောက်လာတဲ့ကိစ္စကပြောဖို့ရရှုပ်လို့အတော်ကျွန်တော်အဖွဲ့ကိုတွေ့ကြရတဲ့အကြောင်းကိုပဲအရှင်ပြောပြပါလားဗျ။ငပိန်အဲ့လိုပြောလိုက်တော့အထက်ဆိုင်မှရှင်ရဲ့မျက်နှာကတိတိတသာညှုံးငယ်သွားတယ်။ငပိန်လေသူ့စကားမှာဘာမှပါသွားလိမ့်မသိရနဲ့။အတော်ဘာဖြစ်လို့လဲ။ကျွန်တော်စကားမှများပြောမိလိုက်လို့လားဗျ။ မဟုတ်ပါဘူးအတော်သားလေးအကြောင်းအတော်ပြန်စင်စားပြီးဝမ်းနည်းမိသွားလို့ပါဖိုတူတို့အဖွဲ့ကိုတွေ့ကြရတဲ့အကြောင်းကတော့တလို့ပါအထည်ဆိုင်ပိုင်ရှင်မှာတားတယောက်ရှိပြီးအဲ့ဒီတားကလေဆေးရုံမှာဆေးကုသမှုခံနေရတာပါတရကြာအထည်ဆိုင်ပိုင်ရှင်ရဲ့တားကမမေတားဖိုတူတို့အဖွဲ့နဲ့တွေ့ကြနေဗျာဖိုတူတို့အဖွဲ့ဆိုတာဘယ်အဖွဲ့လဲတားရဲ့အမေကိုပြောပြပါဦးအာအမေကလေဒီလောက်နေမဲ့ကြီးရဲ့ဖိုတူတို့အဖွဲ့ကိုတော့မသိဘူးလားဗျာ တာသူတို့အဖွဲ့နဲ့တူစကားတွေပြောကျင်နေခင်းတွေလည်းကစားကျင်နေအဲ့ဒါသူတို့အဖွဲ့ကိုခေါ်ပြီးပါနောမီနော်အမေကဘယ်ဟိုတော့ခေါ်ပြီးရမှာလဲတာရဲ့မသိဘူးမသိဘူးဖို့သူတို့အဖွဲ့နဲ့မတွေ့ရမချင်းတာဆေးလည်းမတော့ဘူးထမင်းလည်းမစားဘူးဖို့သူတို့အဖွဲ့ကိုပဲခေါ်ပြီးဖို့သူတို့အဖွဲ့နဲ့ပဲကစားမယ်ဗျာဒီလိုနဲ့နေတိုင်းလို့လို့ဖို့သူတို့အဖွဲ့ကိုပဲခေါ်ပြီးဖို့ကြီးကြနေပြီးတော့ထမင်းမစားဆေးမတော့ဘဲနေနေတော့တာပါ လိုဝါနေစပြီးအတော်သားလေးရဲ့ယောဂတနေ့တကြာပို့ပို့ဆိုးလာတယ်။တမင်မဆိုင်မဆားနေနေတိုင်းဖို့သူတို့ကိုပဲတွေ့ကျင်နေကြောင်းပြောနေတော့တာကွယ်။မိဝိုင်းလေးအထက်ဆိုင်မှရှင်ပြောနေရကိုနားထောင်ရင်းနဲ့တနာသွားတယ်။ဖြစ်မှဖြစ်ရလေတော်ရင်အတော်လေးဖို့သူတို့ဖွဲဆိုတာตาပြောလို့သာကြားဘူးလားပါ။ကိုကနေကိုဆိုဒီအထက်ဆိုင်လုပ်ငန်းလုပ်လိုက်။ตาလေးအချိန်ပြေးလိုက်နေပဲတနေ့တနေ့အချိန်ကုန်ဆုံးနေရတာလေ။အဲ့တော့ဘဲကိုသွားပြီးခေါ်ရမယ်လဲမသိဘူး။ ်ဘယ်ရမလဲမသိတာနဲ့ရွာတိတ်ကရုပ်ကစိုးစီကိုပဲနေ့တိုင်းအပူတော့ခဲ့မိနေတော့တာပါကွယ်တော်ဘောကရုတ်တရက်ထပြောလိုက်တယ်ဟုတ်အဲ့ဒီကိစ္စကျွန်တော်သိပါတယ်တော့ဘာလို့သိတာလဲအတော်ရုပ်ကစိုးစီသွားပြီးအပူကက်နေရဆိုတာကိုပါဗျတားတော့ဖွေရအကြမ်းမြင်နေရောရတာလားယတော်ဘောကစကားပြောမတတ်တဲ့အတွက်ကြောင့်မိဝိုင်းမကအော်မဟုတ်ပါဘူးတော့ရေ ဟိုသူပြောချင်တာကတော့တာသမီးကအဲ့လိုဖြစ်နေရင်မိဘတိုင်းကြံမိကြံရကြံနေကြတယ်ဆိုတဲ့သဘောကိုသူသိတယ်လို့ပြောတာပါရှင့်။ဟိုဒါနဲ့လေမင်းတို့ဖွဲ့ထဲမှာဖို့ထုဆိုတဲ့ကလေးကဘယ်တယောက်များလဲကွ။ဖို့ထုဆိုတာကျွန်တော်ပါတော့။အဲ့နောက်တော့ဖို့ထုကအထက်ဆိုင်ပိုင်ရှင်ကိုသူ့ဖွဲ့သားတွေနဲ့မိတ်ဆက်ပေးလိုက်တယ်။ဒါနဲ့ဟိုကျွန်တော်တို့အချိန်လေးရအောင်အတော့သားစီကိုတွားကြရင်မကောင်းလားဗျ။သူလည်းကျွန်တော်တို့ကိုတွေးကြည့်နေမှာဆိုတော့လေ။อืม အတော်လဲအဲ့ဒါပြောမလို့ပဲချက်ချင်းကြီးခေါ်သွားရင်ဇက်ရီမလင်ပါဆိုလို့အခုလိုအခြေအနေတွေကိုတခုချင်းရှင်းပြပေးနေရပါဒါဆိုအခုပဲသွားကြတာပေါ့ဒါနဲ့စီယုံမှာဘသူကသူ့ကိုစောင့်မိနေရလဲသူ့ဘိုးနဲ့ပါစောင့်နေရပါအတော်ကရေချိုးခြင်းလုံးအင်္ဂနာပြန်လာတာဒါနဲ့အတော်သားရဲ့နမရဘာများလဲဗျတားနမရပိုင်လေးလို့ခေါ်ရေးကွဒလုံနဲ့ဖိုးတူတို့တည်း အထိုင်ဆိုင်ပိုင်ရှင်ရဲ့တားရှိရဲ့ဈေးရုံကိုထွက်လာခဲ့ကြသည်ဈေးရုံကိုရောက်တော့ပိုင်လေးကပို့တူအဖွဲကိုတွေ့ရနေဟာပို့တူအဖွဲပဲဗျအေးဟုတ်တယ်ငါတို့ကမေးတွေ့ခြင်းနဲ့ပို့တူအဖွဲပဲပိုင်လေးရဲ့ဟာမင်းတို့ငါနာမည်တော့သိတယ်ဟုတ်လားငါမင်းတို့ဖွဲ့နဲ့စကားညီမကြီးပြောချင်တာကွာတိလားမင်းတို့ဖွဲ့ငါစီကိုတကယ်လာရင်နော်အေး မင်းမေကိုကြည်မကြနေကွမင်းမေကငါတို့ကိုခေါ်လို့ငါတို့ရောက်လာတာပိုင်လီကသူ့မေဘက်ကိုလှည့်တယ်ဟုတ်လားမမေဖိုးတူတို့အဖွဲကိုမမေခေါ်လာပေးရလားဗျဝမ်းသာလိုက်တာမမေရေဒါနဲ့နီးကငါတို့အဖွဲကိုတွေ့ကျင်တာဘာလို့လဲနေစီမတော့ကျင်တာနဲ့ငါတို့အဖွဲကိုရမေရှာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဟာငါတို့အကြောင်းမှဆိုနင်တို့အဖွဲကဟီးရိုးပဲဟာသိလားငါနင်တို့နဲ့တပုတ်နေလဲအများကြီးဆိုင်မယ်ကစားလိုက်ကစားမယ်ပြီးတော့အเจ้าမြန်ရောင်ရင် ငါငယ်ချင်းကိုပြန်ကြွားအောင်မအေးပြန်ကြွားချင်တယ်ဆိုရင်နင်မမြကောင်းအောင်လုပ်ကွနော်ကစားရတော့ရပါတယ်ဒါပေမဲ့မင်းစီလဲတောက်ရမယ်အစားလဲစားရမှာနော်ငါတယောက်တည်းတော့မစားဘူးမင်းတို့ဖွဲ့လဲစားရမယ်စားမယ်မလားတုတ်ပေါ်ဟာမင်းကအကြောင်းသိတာပဲငါကစားတော့ဆိုဘယ်တော့မှမငင်းဘူးလို့လေကွစားတာပေါ့မမေတားပိုက်စားတယ်တားတို့ထမင်းစားမယ်ထမင်းဝက်ပြင်ပေးပါနော်မမေ အတိတ်ဆိုင်ပိုင်ရှင်လေးသူ့သားလေးကတမိစားမေပြောလာတဲ့အတွက်အင်းအင်းမမေခုပေးမယ်နော်သားလေးဒီလိုနဲ့ဖိုးတို့အားလုံးနဲ့စမ်းတယ်လေပိုင်လေးနဲ့တူတမိစားလိုက်တော်လေးတမိစားပြီးရဲ့ခါမှာပိုင်လေးကဟဲ့နီစော့ကြမယ်လေစော့ကြရအောင်နေုံကမင်းစေးကိုအရင်တောက်လိုက်အောင်စေးတောက်ပြီးမှစော့ကြမယ်အေးဟုတ်တယ်နော်မမေးတားစေးတောက်မယ် တောက်ကိုစစ်ပေးပါအောင်ဗျ။ပိုင်လေးမိန်နဲ့ဦးလေးဆက်နဲ့လေပိုင်လေးပုံစံကိုကြည့်ပြီးတော့ပြုံးမိနေကြတယ်။စေးတောက်ပြီးသွားတော့မိဝိုင်းမကဆော့မယ်ဆိုပါဆော့ပါလေ။အပြင်တော့ထွက်ဆော့လို့မရလောက်ဘူးထင်တယ်နော်။ဒါလိုလုပ်မယ်လေ။မင်းတို့အဖွဲငါ့ကိုမင်းတို့ရဲ့စွန်းစားခန်းနေအကြောင်းပြောပြ။မင်းတို့ဒီဟာဦးလေးနဲ့တူလက်ကမာဘုံကိုသွားခဲ့ကြတယ်ဆို။ပိုင်လီကသူ့မိဘကိုလှည့်တယ်။မမေမမေတိလား။ဒီဟာဦးလေးစံတဲ့က လက္ခဏာပုံရောင်ဖိုးထုတို့ခေါ်သွားတာဗျ။သူကဖိုးထုတို့ရွာရဲ့တိတ်ပင်မြညာရှင်ဗျ။အမေသိလားတိတ်ပင်မြညာရှင်လေ။ပိုင်လေးအဲ့လိုပြောလိုက်တော့ဖိုးထုလည်းအေးပါမင်းနာတော့ကျင်လေပြောပြတာပေါ့။ဒါနဲ့ဖိုးထုတို့လည်းပိုင်လေးကိုသူတို့ရဲ့စွန်းစားကန်းကြီးအကြောင်းပြောပြနေရော်လေ။ဦးလေးစန်းတဲ့နဲ့ပိုင်လေးမိကတော့အကမ်းပြင်ဘက်ကိုထွက်သွားလိုက်ကြတယ်။တလုံးနဲ့ ပိုင်လင်းနဲ့ဖိုးတရုတ်ပဲအပြင်းပြင်းလန်လန်စကားတွေပြောနေတော့ဦးလေးစန်းသိတို့ရောက်လာကြတယ်။ပိုင်လင်းမီကတာဖြည်းဖြည်းပြောပါကွယ်မောနေပါဦးမေ။ဟာတာမမောပါဘူးဗျ။တာတို့အဖွဲနဲ့ဆိုညမိတ်ပဲနဲ့တော့စကားထိုင်ပြောနိုင်တယ်။တို့အဖွဲပြောပြတာတွေကစိတ်ဝင်စားစရာကောင်းနေဗျ။အမလေးကွာမင်းကပြောနိုင်မိမေ။ငါတို့အဖွဲကတော့မအိပ်ပဲမပြောနိုင်ဘူးဟေးအာညောင်းနေ။ငါပိအဲ့လိုပြောလိုက်တော့ပိုင်လင်းကဟဲ့ငါပိ။ မင်းရတိုင်းတက်တယ်ဆိုတော့မင်းရတိုင်းလေးတကွက်နှုတ်ကွက်လောက်ကြောပြဆမ်းမအောင်ကွာဟာဒါမျိုးတောင်းဆိုလာတော့လေလုတ်ပြရသေးတာပေါ့ကွာငပိန်ကတော့သူ့ရဲ့တိုင်းခွက်တီကိုတခုပြီးတခုပိုင်လေးကိုထုတ်ပြနေရောတာပါဒီလိုနဲ့ပိုင်လေးတယောက်အိပ်ပြောင်းသွားတော့ပိုင်လေးမိကတားရုပ်ဖွဲ့ကိုကျေးဇူးတင်ပါတယ်ဒီနေ့တညတော့အတော်ရဲ့အိမ်မှာလိုက်ရကြပါလားမနေ့ပြန်မနေ့မှာပြန်ကြပါဦး อืมညနေလဲစောင်းနေပြီဆိုတော့ဒီလိုပဲလောရတော့မှာပေါ့တော်ရင်ဒီလိုနဲ့ဖိုးတရုတ်ဖွဲနဲ့စမ်းတဲ့လေပိုင်လေးရဲ့မိန်းမတညအေးလိုက်ကြတယ်နောက်တနေ့မနေ့အရောက်မှာစေယုံကိုပြန်ရောက်လာကြပြီးပိုင်လေးကမင်းတို့ဖွဲဒီနေ့ပြန်ကြတော့မှာစို့အေးဟုတ်တယ်ပြန်ရတော့မှာကွမနေ့ပြန်စို့အကြောင်းအဖွင့်မလီကြောင်းသွားရအောင်မင်းတို့အဖွဲအိုင်းရင်ငါးစီကိုမကြမကြလားလေနော် နေနာမြန်ဆုံးနေကောင်းအောင်လုပ်ပြီးစိယုံကမြမြန်ဆဲမော်ဟမဟုတ်ဘူးလားမင်းနေကောင်းရင်လာလေမင်းမင်းလည်းနေမြန်ကောင်းတဲ့အခါကျတော့ငါတို့ရွှေအောင်လာလေလीအေးငါနေကောင်းတာနဲ့လာလေမင်းမမီးတားသငယ်ချင်းတွေကိုပြန်ကြွားလို့ရအောင်သူတို့အဖွဲ့နဲ့ဓပ်ပုံတွေရှိုက်ပေးပါအောင်ဗျဟိုဦးလေးဆက်နဲ့လည်းလာပါဗျအတူတူရှိုက်ရအောင်ဒါနဲ့ပိုသူတို့အဖွဲ့နဲ့ဦးလေးဆက်တဲ့လေပိုင်လင်းနဲ့အတူဓပ်ပုံရှိုက်လိုက်ကြတယ်အိမ်တော်တော်အားလုံးကိုနှုတ်ဆက်လို့ သူတို့တည်းအောင်မဲရှော့ကိုပြန်လာခဲ့ကြတော့တယ်